အခုပို့ချပေးမယ့်သင်ခန်းစာက Here comes plucks norm ဒီသုံးပုံစံဖြစ်ပါတယ် Here comes နောက်ကဆက်လို့ norm လိုက်ပါမယ်သူအဓိပ္ပာယ်ကပါလဲဆိုတော့ something is going to happen soon ဒီစုံတစ်ခုဟာမကြာခင်မှာ ဖြစ်တော့မယ်ဒါကိုပြောခြင်းတဲ့အခါမှာ he has come plucks now not cool ah တစုံတစ်ခုဟာမကြာခင်မှာဖြစ်တော့မယ်ဆိုတော့ exclamation လို့ခေါ်တဲ့ amylic နဲ့ဆက်လို့တွဲသုံးပါတယ်။နော် amylic ပုံစံတစ်မျိုးလည်းပဲဖြစ်ပါတယ်။သို့တော်ညာလည်းပဲတင်ကေတအဖြစ်တော့နော်နောက်မှာ amylic ဆက်လို့တင်ကေတတော့မပါဘူးပေါ့နော်။သို့တော်ညာလည်းပဲသူ့ရဲ့အသုံးပုံစံ amylic နဲ့တွဲပြီးတော့သုံးရမှာဖြစ်ပါတယ်။အဲ့တော့ကြည့်အောင်ပါ။ Here comes the box. Here comes the box လို့ပြောလိုက်တာ။ဟလာ bus ကလာတော့မှာပါလား။ ဒီသုံးပုံစံလေးဖြစ်ပါတယ်။ဘတ်စကားပါလားဒီသုံးပုံစံလေးဖြစ်ပါတယ်။အဲ့တော့သဘောကတော့ဆရာတော့အတာအာမေလိသဘောပေါ့နော်။ဟာနောက်တစ်ခုကြည့်အောင်ပါ Here comes lunch. Here comes lunch လို့ပြောလိုက်တာဟာဟာညစာပါလားညစာစားတော့မှာပါလားဒီအိဗယ်နဲ့သုံးလိုက်တာ ဖြစ်ပါတယ်။အဲ့တော့အာမေလိသဘောလေးဖြစ်ပါတယ်။နောက်တစ်ခုကြည့်အောင်ပါ Here comes a new chapter. လာ here comes a new chapter ဆိုတာစရုပ်ကဘာကျော်တချင်းလည်းရှိပါတယ်။တော့သူ့ရဲ့အဓိပ္ပာယ် new chapter ဆိုလို့ဟာလာအခန်းသစ်ကိုလာနောက်ထပ်အခန်းဟာလာအခန်းအသစ်တစ်ခုလို့ဆိုတာဆိုလိုတာမဟုတ်ဘူးเนาะဘဝအသစ်တစ်ခုကိုစတော့မှာပါလားဆိုတဲ့အဓိပ္ပာယ်ပါเนาะ how comes a new chapter လို့ပြောလိုက်တာကဘဝအသစ်တစ်ခုကိုစတော့မှာပါလားဒါမှမဟုတ်ဆိုတော့တစ်ခုခုလုပ်ငန်းအသစ်တစ်ခုကိုစတော့မယ်ဆိုရင်ဟာတစ်ခုခုကို လားစတော့မှပါလားဒီဒိဗေနဲ့သုံးလိုက်တာ ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ here comes the sun ဒါလည်းပဲဆရာတို့ကဘာကျော်တချင်းတပုတ်ရှိပါတယ် beetle ပေါ့နော်လာ beetle ဆိုပြီးတခါတော့နာမည်ကြီးခဲ့တယ်ဟာလာအဖွဲရဲ့တချင်းတပုတ်ဖြစ်ပါတယ်အဓိပ္ပာယ်ကတော့ here comes the sun ဆိုနေထွက်တော့မှာပါလားဟလာရောင်ကြီးလာတော့မှာပါလားဒီအိဒိပဲပေါ့နော်ဟလာ အောင်မြင်မှုတွေဟလာ အာမန်နေရမကြခင်ဆလာတော့မယ်ဆိုတဲ့အတိတ်ပဲနဲ့သူကတုံတော့လိုက်တာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ he has come the luck luck ဆိုတာကံကောင်းတာပေါ့နော်ကံကောင်းတော့မှာပါလားဆိုတဲ့အတိတ်ပဲပါနော် he has comes the luck ကံကောင်းတော့မှာပါလားလာအဲ့တော့ဆရာက here comes plucks now တော့ဆိုရင်မကြခင်မှာဖြစ်လာတော့မယ့်အရာကို exclamation လို့ခေါ်တယ် ဟလာအာမေလိတ်နဲ့တွဲပြီးတော့သုံးပါတယ်တရာအသုံးပုံစံမဟုတ်ပေမဲ့လူ usage ပေါ့နော်ဒါအသုံးပုံစံတစ်ခုဖြစ်ပါတယ်